Hi ချစ်တော်ရေဒီမှာတရတိတနက်ဆိုပြီးတော့ဝဝံကအရင်တော့ရိုက်ပြီးတော့အတင်မှုပါလေပေါ့နော်တရတိအစိမ့်ကိုလေအစိမ့်တနက်ဆိုတော့အစိမ့်တနက်လည်းမဟုတ်ဘူးတဲ့ကလတ်တဲ့အဲ့ကြတော့ဝဝံဒီတစ်ခါရိုက်တော့တရတိကလတ်တဲ့လို့ပြောပြီးတော့တင်လိုက်ပြန်တော့လေတရတိတနက်ကြီးတဲ့ကဲအဲ့ကြတော့ဝဝံကဘလို့ခေါ်ရမှာတော့နော်လူအမျိုးမျိုးစိတ်ထွေတွေပေါ့နော်ပြီးတော့ကြတော့ တရက်သီးအစိမ့်တနက်ကိုဝမ်းလို့ဒါဆိုရင်နှစ်တိုင်းပေါ့နော်တရက်သီးအစိမ့်ပေါ်ချိန်ဆိုရင်လှုပ်ရှားနေတဲ့အစိမ့်တနက်ကလေးပါဟိုတယောက်တယောက်လေးအပြစ်မမြင်မဲနဲ့လေဝဝံကတိလို့တက်လို့လှုပ်ပြတာမဟုတ်ဘူးဒီလိုလေးလှုပ်ရင်စားကောင်းနေဆိုတဲ့ဟာလေးကိုတင်ပြတာပေါ့နော်ဒီလိုမျိုးကြီးလိုက်ချက်စားရမယ်လိုက်လှုပ်ရှားရမယ်လို့ဝဝံကဟဲ့လိုက်လှုပ်ရှားတော့မရဘူးလှုပ်ကိုလှုပ်ရမယ်အဲ့လိုမျိုးမဟုတ်ဘူးနော် ဘဝံကိုရင်လှုပ်ရှားတဲ့ပုံလေးကိုလှုပ်ပြပေးရပါတော့။လှုပ်ပြပေးတာကိုအဲ့လိုအပြစ်မြင်တဲ့လူတွေလည်းရှိရဲ၊စစ်တက်စိတ်လေးနဲ့ကြီးရဲလူတွေလည်းရှိရဲပေါ့နော်။တချို့ကြတော့အပြစ်ကလေးကိုပြောရမှစိတ်တဲ့လူတွေလည်းရှိတယ်။ဒီလိုအချိန်မှာတယောက်တယောက်ချစ်ချင်းမေတ္တာလေးထားပြီးတော့ချစ်ချစ်ခင်ခင်လေးနဲ့သူများတင်တဲ့ post လေးတွေကိုလည်းကိုကအကောင်းလေးမြင်ကိုတင်တဲ့ post လေးတွေကိုလည်းသူများအကောင်းလေးမြင်ဆိုရင်တယောက်တယောက်ဆိုရင်မကောင်းဘူးလားအဲ့လိုလေးဆိုရင်တော့ဒီတရက်ပြီးအစိမ့်ဘဝနုခေါ်တာတော့တရက်ပြီးအစိမ့်တက်နဲ့လို့ပဲခေါ်တာသူကဘာလို့လဲဆိုတော့ တခါမှမမြင်ဘူးတဲ့မှတ်ပါတယ်ဒါကဝဝမမီယာမြင်နေလို့ပြနေတဲ့ဟာမလို့သူများနဲ့မတူဘူးပေါ့နော်ဒါပေမဲ့ဒီလိုမျိုးလေးကိုလေအော်မမဝမ်ကဒီလိုလေးလှုပ်တယ်ဒီလိုလေးလှုပ်စားကြည့်အောင်မယ်ဆိုစိတ်ကလေးနဲ့လှုပ်စားကြည့်မကောင်းဘူးဆိုရင်တက်တယ်လို့ပြောနော်အဲတည့်ရတိအချောက်ကိုလေဒီလိုလေးပဲလှုပ်ပါတယ်တည့်ရတိအချောက်တက်နေကြတော့မိဘဘောပြန်တင်ပြီးတော့သူကပြန်တည်လိုက်တဲ့အချိန်မှာသူက၆၆ကလေးနဲ့လေသူကပြန်ချက်ရင်ကောင်းတယ်ပေါ့နော်ဒီအစိမ့်တက်ကကြတော့သူကပြန်အကြာကြီးပြန်တည်လိုက်ရင် အပူချိန်နဲ့တရက်ပြီးရက်တရက်ပြီးရပြုတ်ပြော်လေလုံးဝစားမကောင်းဘူးအခုဒီမဲ့ကျွတ်ကျွတ်နဲ့ဒီရစားကောင်းတယ်ပြင်တာပဲဒါတော့မှနေတနေမပြလိုက်ရအောင်နော်နေတနေပြပြီးတော့လုပ်ရင်ပို့ပြအောင်ကောင်းတယ်ဒီလိုမိုးလေးလှုပ်စားကြည့်ပါမကြိုက်ဘူးဆိုရင်တိုက်တယ်လို့ပြောဂျင်းတို့ကိုလည်းကြိုက်ရင်ထဲမကြိုက်ရင်မထဲပါနဲ့နော်အချိုးအချင်းနာမကြိုက်ဘူးဆိုရင်ဒီချက်စီလေးထည့်နေပါကဲ okay. တယောက်တယောက်ပြစ်မမြင်မနဲ့ဝမ်ဒီလိုမိုးလေးလောက်ကြတာလေးကိုပေါ့နော်လှုပ်စားကြည့်ပါလို့တကယ်လို့တကယ်ဟင်းချက်တင်ရရင်ဆိုရင်စိတ်လက်ပတ်နဲ့လူလက်ပတ်มาတယ်အချိန်လက်ရမ်းပေးရတယ်ဟင်းတစ်ခွက်ချက်ဖို့တခါလုံးမယ်ဆိုရင်ဗီဒီယိုတစ်ခါရိုက်တခါလုံးမယ်ဆိုဗီဒီယိုတစ်ခါရိုက် TikTok ဗီဒီယိုဟင်းတပုတ်ဖြစ်ဖို့တကယ်လည်းဟင်းချက်တယ်ဆိုရင်ဟင်း၃ပွဲလောက်ပြီးတယ်ဒါပေမဲ့လေအချိန်လေးပေးပြီးတော့ဘဝငါတေချာလေးဗီဒီယိုလေးရိုက်ပြီးတော့တင်ပြတာပါလို့ ချစ်တဲ့စိတ်လေးနဲ့ကြည့်ပေးကြပါလို့ဘဝကလည်းချစ်တယ်နော်။